စကောင်စီတက်ကသခိုင်းတိုင်းဝင်းတို့မြို့နယ်နဲ့ရှင်းပြည်နယ်မင်းတက်တိတိမြို့နယ်တွေကိုဧပြီ9ရက်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တွေပါဝင်36ယောက်သေဆုံးပြီး33ယောက်ဒဏ်ရာရခဲ့ပါတယ်။ဝင်းတို့မြို့နယ်နန်းခမ်းရွာကိုဧပြီ9ရက်ညနေပိုင်းမှာလေကြောင်းနဲ့နှစ်ကြိမ်ဘုံကျဲခဲ့တာပါ။ဒေတာခိုင်မှုကြောင့်သေဆုံးသူ26ယောက်နဲ့ဒဏ်ရာရသူက23ယောက်ရှိတယ်လို့ဒေသခံတယောက်က RFA ကိုပြောပါတယ်။ဘူဒူကလမ်းတိုင်လို့တိုင်မှန်တော့မပြောတော့တိုင်လို့တော့ အဲဒါလာလေနဲ့လာကျဲတာပေါ့လေပကပဘိတ်ကိတ်ကိုကျဲတာပေါ့နော်အဲဒီကျဲတော့ပကပဘိတ်ကိတ်ကလည်းယူအလန်းဆုံးမှလို့ဖြစ်နေတော့အဲ့လိုပြည်သူလူထုတွေပါအကုန်ထိပုံတာပေါ့နော်ရှင်းပြနေမင်းတပ်မျိုးနဲ့အမှတ်၄တိုက်နယ်ကိုလည်းဧပြီ9ရက်ည7:00နာရီဝန်းကျင်မှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွင်လာသားရွယ်ကလင်းငယ်ပါဝင်ရတား6ယောက်သေဆုံးပြီးနောက်ထပ်9ယောက်ဒဏ်ရာရခဲ့တယ်လို့မင်းတပ်မျိုးနဲ့အုပ်ချုပ်ရေးအဖွဲ့တွင်းရင်းမှူး စလိုင်းယောမန်က RFA ကိုပြောပါတယ်ဒီမနေ့ညပေါ့နော်၈နာရီ၄၈နဲ့၈နာရီ၅၈၁၀မိနစ်ခြားပြီးမှဘုံနှစ်ချိန်တက်ခိုက်တာပေါ့ဖူရွာကဒီဆုံးတဲ့လူ6ဦးရှိပါတယ်ဂျီသူကြီးပေါ့နော်ခရီးယန်ဓမ္မဆရာတော်တူပြီးတော့မှရှစ်လာသားကလေးယူတူခရဏိတာကလေးတူပြီးတော့မတန်ဆွန်းတူတက်ကြီးရွယ်ဦးနှစ်ဦးပေါ့နော်ဂျီသူတွေထဲမှာလည်းဆွဆွရရတန်ရတဲ့လူရှိတယ်နိုးတိုက်မိချင်းတယောက်ဆိုလည်းသူ့လက်နှစ်ဖက်လုံးကျူးသွားပြတ်သွားတယ်ပေါ့နော် ပြီးတော့တခြားကလေးတငယ်တွေလည်းတရားရတာလည်းရှိတယ်ပေါ့တရားရတယ်လို့လည်းတကြီးကျွေးဦးတွေလည်းရှိတယ်ကူးဦးလောက်တရားရကြတယ်ပြည်သူတွေနေအိမ်တွေကတော့ဖះเจ้าအပါဝင်ပြည်သူနေအိမ်ကတော့ဆေးအိမ်ကြော်ကြော်လောက်တော့အများကြီးပျက်စီးသွားတယ်ပေါ့ဒါပြင်တိတိမြို့နယ်ဆိုင်းဆန်ရွာလည်းဧပြီ9ရက်ည7:00နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခံရရပါတယ်ဒီတိုက်ခိုက်မှုကြောင့်မိသားစုတစ်ခုတည်းကကလေးငယ်၄ယောက်ပါဝင်လူ၆ယောက်သေဆုံးပြီးနောက်ထပ်၁ယောက်လည်းဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ Binstack ခေါ်ဘင်္ဂလားပင်လယ်ော်စီးပွားရေးနဲ့နည်းပညာဆိုင်ရာဘတ်စုံပူပေါင်းဆောင်ရည်အစည်းအဝေးကိုမလာခင်တရက်လိုဧပြီလ၂ရက်မှာငလင်ဘေးကူညီကယ်ဆယ်ရေးကိုအာယုံဆိုင်လှုပ်ဆောင်မယ်ဆိုပြီးစစ်ကောင်စီတပ်ကယာယီပြစ်ခတ်ရက်စဲကြီးညာခဲ့ပါတယ်။ဒီပြစ်ခတ်ရက်စဲဟာချိန်၃ဘက်ကြာမြင့်မှာပါ။ ဒါပေမဲ့ဒီကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတာနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗကြုတ်ဇော်မင်းထွန်းကိုအရဗီကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူး။မြို့သားညညရေးဆိုရ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရသူဦးနေဖုံးလက်ကတော့စစ်ကောင်စီဟာပြစ်ခတ်ရစဲရေးကိုဟန်ပြလုပ်ခဲ့တာလို့ဝေဖန်ပါတယ်။ဒီစစ်တပ်ကသူဘင်းစတပ်အစည်းအဝေးမသွားခင်ကမျက်နှာပန်းလှခြင်းလို့ပေါ့နော်မျက်နှာကောင်းရခြင်းလို့ပြစ်ခတ်ရစဲရေးဆိုတော့ဟန်ပြပေါ့ဗျာ။ဟန်ပြကျွန်တော်တို့ထုတ်သွားတဲ့သဘောရှိပါတယ်။ဟိုတကယ်တမ်းကျတော့မြေပြင်မှာလေကြောင်းတိုက်ခိုက်မှုတွေရောနောက်ပြီးတော့ စစ်ကြောင်းရွှေ့ပြောင်းတာတွေစစ်ကြောင်းထိုးတာတွေရောဒါတွေရောဘာတစ်ခုမှအရက်တန်ထားတာရက်တန်တာမရှိဘူးပေါ့နော်မရှိဘဲနဲ့ကိုပို့ပြီးတော့တောင်းတိုးလာတဲ့အခြေအနေနောက်တစ်ခုကတော့ဟိုစစ်ပွဲဖြစ်နေတဲ့နေရာတွေစစ်ရေးပြတ်မှတ်တွေမဟုတ်ဘဲနဲ့ပြည်သူတွေကိုဥတီပြီးတော့ပြည်သူတွေရှိတဲ့နေရာပေါ့နော်ဒီလိုနေရာတွေကိုတမင်သက်သက်ရွယ်ချက်ရှိရှိကိုကျွန်တော်တို့ဒါဟာတိုက်ခိုက်ပြီးတော့စစ်ရာဇဝဲမှုတွေကဒါကျူးလွန်နေတာဖြစ်ပါတယ်ဗျာနော်နိုင်ငံတကာအနေနဲ့စစ်ကောင်စီကိုထောက်ပံ့ကူညီတာမျိုး ထပ်မလုံမိဖို့လည်းလိုအပ်တယ်လို့သူကတိုက်တွန်းပါတယ်။အင်းအပြင်းငလင်လောက်ခတ်ခဲ့တဲ့မက်လ28ရက်နောက်ပိုင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှု62ကြိမ်ပြုလုပ်ခဲ့ပြီးဒီတိုက်ခိုက်မှုတွေကြောင့်အရသား82ယောက်သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကဧပြီ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကတော့အပြစ်ခတ်ရဲစဲရေးကိုဆက်လုပ်ဖို့ပြိပခါနဲ့ရက်သားတွေကိုတပ်ဖြတ်နေတာတွေရက်ဖို့ဧပြီ10ရက်မှာကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။